ရောင်းကား68ဆမှာတော့အဆူရီကိုစူးစမ်းရင်ဘာမှမဖြစ်နိုင်လဲဆိုတာကိုပြသဖို့ရုံးကန်နေတဲ့မာကီနိုကိုပြထားပြီးမာကီနိုရဲ့နီးပြကတော့မာကီနိုကပြရခန့်နေပြီဖြစ်တာကြောင့်အယမ်မရက်ဖို့နဲ့ထိုးရတွေလွှဲတာမကျေဖို့လမ်းသတိပေးနေခဲ့ပါတယ်။မာကီနိုကတော့နီးပြပြောတာတွေကိုနားလည်းမဝင်ပဲအသက်ကုန်နေတာလိုက်ထိုးနေခဲ့ပြီးဤသက်တကီကိုတစ်ချက်မှထိမနေခဲ့ပါဘူး။ ွဲကိုကြည့်နေတဲ့ယာကီကတော့ပြန်မက်ကကောင်းတဲ့ပြန်မက်တယောက်ဖြစ်နေပြီမဲ့ဒီနေ့ဒီပွဲမှာရှိနေတဲ့အီတတက်ကီရဲ့အာယုံဆူဆက်နိုင်စွမ်းကတောင်းရင်ကောင်းနေတာဖြစ်တာကြောင့်အီတတက်ကီနိုင်လောက်တယ်ဆိုပြီးပြောနေခဲ့ပါတယ်။မကီနိုကစိတ်ကစားချက်တွေရောထွေးပြီးလိုက်ထိုးနေတာဖြစ်တာကြောင့်အီတတက်ကီကိုထိဖို့ပုတ်ခတ်ကြောင်းခမကဘွားကပြောပြနေခဲ့ပြီးကျွန်တော်တို့အီတတက်ကီကလည်းအရန်အထူးခံနေတဲ့လူတွေထဲမှာမပါတာကြောင့်တိတ်တော့စိတ်အေးလို့မရသေးဘူးဆိုပြီးရှင်နိုနာကဝင်ပြောခဲ့ပါတယ်။ကျောင်းထဲမှာရှိတဲ့မကီနိုကတော့ထိလိုက်စမှာကွာ တစ်ချက်လောက်တော့ထိလိုက်ဆမ်းမှာဆိုပြီးအန်ချိတ်ပြီးအီတာတက်ခီကိုအတကုံနဲ့လွှဲပြီးလိုက်ထိုးနေခဲ့ပါတယ်။အဆူရှင်မှာလာမဲ့ operation တစ်ခုရှိတာကြောင့်မာတီပွဲနိုင်မှသူ့ကိုအားရဖြစ်စီမှာဆိုပြီးတွေးကထိုးနေခဲ့ပေမဲ့သူအဲ့လိုစိတ်တွေရှုပ်လာလေအီတာတက်ခီကိုထိဖို့ပိုခက်လေးဖြစ်တာကြောင့်မာကီနိုတဖြည်းဖြည်းနဲ့စိတ်တက်တွေကြာလာခဲ့ပါတယ်။မာကီနိုရဲ့နှီးပြကတော့မာဒီကောင်ကိုညှစ်ဖို့အားပေးရတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘလို့ပဲထိုးရထိုးရမနိုင်နိုင်အောင်ထိုးရတဲ့ဒေကောင်ရဲ့ဓာတ်ဟောစိတ်တက်တွေဖျောက်သွားတာလဲဆိုပြီးတွေးနေခဲ့ကအနောက်ကအဆူရှိကိုတီတီထားမိသွားတော့မှ အော်ဒီကောင်လေးကြောင့်ကိုဆိုပြီးအချောင်းရင်းကိုဒီသွားခဲ့ရပါတယ်စိတ်ဓာတ်တွေတဖြည်းဖြည်းကျလာတဲ့မကီနိုကတော့ထိုးတော်မထိုးနိုင်တော့ပဲဣတတကီရဲ့လက်သေးချက်တွေကိုကာလာရင်းငါတို့နှစ်ယောက်ရဲ့ level ကတောင်းဝန်းကွာနေတာပဲဆိုပြီးတွေးနေခဲ့ပါတယ်အဲ့လိုတွေးနေရင်းနဲ့ရန်ဘလူးတွေပြန်ထိုးနေခဲ့ပြီးတကောက်မူရာကတော့ဒီတော့ဘောလေးတော်တော်တောက်ခံနေတာကိုတော့ချီချူရမယ်လို့ပြောနေခဲ့ပြီးကျောင်းထဲမှာရိုင်းနေပြီဖြစ်တဲ့မကီနိုကိုတော့ပြိတက်တွေကတိတ်လိုက်တော့ဖို့လမ်းအောင်နေခဲ့ကြပြီးအဆူရှိကလည်းဣတတကီကိုပဲအားပေးနေတဲ့လူကြီးရဲ့အတန်တွေချားကနေမကီနိုကိုခမည်းလုံးနေပါတယ်ဆိုပြီးအားပေးနေခဲ့က ကျောင်းထဲမှာမကီနိုကအီတတကီရဲ့တောက်ခတ်ထိုးတာကိုခံရရင်ပြေးသွားခဲ့ပါတယ်။